ချင်းမိုင်လာကြရတဲ့သူတွေကိုပြောချင်ပါတယ်။အဲချင်းမိုင်ကနေလို့ကောင်းတယ်။အာပြီးတဲ့ခါကျတော့အေဂျင့်နဲ့ဈေးသက်သာတယ်။ကလေးတွေအတွက် education အတွက်ဆိုလို့ရှိရင်လည်းပတ်စံသိမ့်ကုန်ပေါ့နော်။အမ် ားတွေအတွက်ပထမကကနေဒါကိုအာကနေဒါကိုဟိုတောင်းလျှောက်တာပေါ့နော်။ဒါကြီးဆိုလို့ရှိရင်ကနေဒါက grade 9ပဲရတယ်ပေါ့နော်။အဲ grade 9ရရဲဆိုတော့နောက်ထပ်ထပ်ထပ်ပြီးတက်ရမှာ ਨੇ ဆိုရင်9နှစ်လောက်ကအများကြီးပြဿနာထဆိုင်ရမှာပေါ့နော်။ exam အဖြစ်ဆိုတလာကိုအော်ဒေါ်လာ3တောင်ပေါ့။ Canadian အာ Canadian ဒေါ်လာနဲ့ဟိုကနေ Singapore နဲ့အတူတူပဲဆိုတော့လေ။အာပြဿနာလှန်လွယ်လို့ရှိရင် င်အတူတူပဲကြာတာဆိုတော့လေဆိုတော့အဲ့မှာကုံကြားစိတ်နဲ့တွေ့ကြည့်တာပေါ့ပြီးစင်ကာပူကတော့သားကြီးကစင်ကာပူမှာမွေးတာစင်အဲတပည့်မဲစင်ကာပူမှာတောင်းကိုစင်စင်ကာပူရဲ့ lifestyle ကိုမပေးခြင်းဘူးဘာဖြစ်လို့လဲဆိုတော့အရန်တွတ်တဲဟုတ်တယ်အရန်တန်တယ်ဟုတ်တယ်အဲဒါပေမဲ့ကလေးတွေပမန်းလို့လေ ကိုလေလလုခဲ့တာဆိုတော့ကောင်းကောင်းသိရဲဆိုတော့လေဆိုတော့အဲ့လိုပင်ပန်းတဲ့ live ကိုကိုကမပေးချင်တာပေါ့နော်အာအရန်တူတက်တဲမြန်ဆန်နေပြီးရင်အကိုပါကိုပဲလှူကြရရတယ်လှူကြရတယ်အခုမကြသေးခင်ကသွားခဲ့တဲ့ခေါက်ကဆိုလို့ရှိရင် hotel တွေ check in check out တောင်မှပဲအကိုပါကိုပဲလှူတာလှူရတာပေါ့နော်အကိုဒါကနေပြီးတော့ booking လုပ်လိုက်တယ်အဲ့မှာရှိရဲ um check in မှာဆိုလူတွေနဲ့စကားပြောဆရာမလို့တော့ပဲနဲ့ counter လေးမှာကိုပါကိုပဲရှင်းရတာပေါ့ အဲဆိုလိုတာကတော့အာစင်ကာပူကအရန်တိုးတက်တဲ့ဟုတ်ပါတယ်အဲပတ်စံတွေလည်းအများကြီးရတယ်ဟုတ်ပါတယ်အခုဆိုလို့ရှိရင်ကျွန်တော် level ဆိုဟောအာ4 digit ကနေ5 digit တိအောင်ဖြစ်ကုန်ပြီပေါ့နော်ဆိုတော့အခါကျတော့တငယ်ချင်းတွေရနေရလည်းရှိရယ်ဈေးတွေကလည်းလမ်းပြန်နေအောင်ကုန်တယ်ကလေးတွေကလည်းအသေးတိုင်ကြိုးစားရတယ်ပေါ့နော် ်ဆိုတော့ဟိုဘဝမှာအများကြီးဖြတ်တန်လာတဲ့ခါကြာလေအာဘယ်လိုလို့ရင်ကောင်းမလဲစဉ်းစားကြတဲ့ခါကြာတော့ချင်းမိုင်ကိုရေရှည်ရွေးပစ်တယ်ပေါ့နော်။ဘာကြောင့်လဲလို့ပြောရင်ချင်းမိုင်ကိုကြိုက်လို့ပေါ့နော်။အီဇန်နာရောသူရတူရူရောသူရဲ့လူမျိုးရောပေါ့နော်။သူရဲ့ကာချာလေးရောဟုတ်တယ် slow တယ်အရန်နှီးတယ်။နှီးတာကပြန်စဉ်းစားကြည့်တော့ ဟိုဟာပေါ့ဘွားရဲ့အရေးသွေးလို့တောင်ပြန်သတ်မှတ်မိတယ်။ဘာကြောင့်လဲဆိုတော့အရင်တော့ကလေဘွားကြီးကိုလေဝုန်းဝုန်းနဲ့ဖြတ်တန်းလာလေမနှစောတာအာလမ်းလျှောက်ရင်လည်းမြန်မြန်ပဲလျှောက်တယ်ပေါ့နော်မတက်နိုင်ဘူးဘွားကတော့စားတာကြောင့်လည်းဖြစ်မဲ့တင်တယ်။ဒါမှမဟုတ်လေဟိုအထိုင်အလုပ်ကြောင့်လည်းဖြစ်မဲ့တင်တယ်ပေါ့နော်။ဆိုတော့ anyway ဒါသူများပြောမှဆိုလို့လေလမ်းမြန်မြန်လျှောက်ပြီးတော့ဘာလို့ဘွားအနေနဲ့လို့ပြောမှဆိုလို့ is i don't mind မှာပြောလဲစိတ်ဝင်စားပါဘူး။ကိုဘွားနဲ့ကိုပဲဆိုတော့လေအဲဆိုတော့ 那没得多，真那个，的。 ကိုချင်းမိုင်ကိုကြိုက်တယ်လာကြမယ်ဆိုလာပါပြောပြမယ်ចောင်းတက်တဲ့ခါမှလည်းရမ်းပစံတတတယ်ဒါရီသမီးတွေအတွက်ကိုဟိုဟာပေါ့ဒါရီသမီးချစ်တဲ့ဒါရီသမီးတွေအတွက်ကုန်ကြသွားများဖြစ်နိုင်ရင်တော့ပွဲစားတွေမတုံးမယ်ကိုဘကိုလှုပ်ဖို့အတွက်အကြံပြုပါရစေအဲကိုဘကိုလှုပ်တာအကောင်းဆုံးပဲကိုဘကိုလျှောက်ပါ online နေပြီးတော့ကျွန်တော်တို့ဆိုလွန်ခဲ့တဲ့20ကျော်တည်းကအာနိုင်ငံเจ้ามาចောင်းတက်တာလဲကိုဘကိုပဲ scholar လဲကိုဘကိုလျှောက်တာပဲအလုံးလှုပ်တာလဲ ဘောက်ကိုရှောက်တာပဲဘယ်ပွဲစားမှမသုံးခဲ့ဘူးပေါ့နော်အခုကြာအခုကြာတော့ပွဲစားလို့ပြောလိုက်ရင်ကျောင်းအပ်တာကအစား6000လောက်ဘတ်6000လောက်တောင်းတာဒါတင်မကြောက်ဘူးဆိုရင်တော့ကိုဘောက်ကိုလုံးကြဈေးချင်တာပေါ့နော်အခုလုံးပါပြီးတဲ့ခါကျရင် အင်းဒီမှာအိမ်ဈေးရလည်းရမ်းတက်တာရပေါ့နော်။အော်တက်တော့တက်တာလေးပဲ။အိမ်ဝင်လိုက်တယ်ဆိုလို့ရှိရင်တော့အော် ROI ပေါ့ return on investment ရဆိုလို့ရှိရင် လာစင်ပေးတဲ့ငွေလေးကဒါဒါအချိန်တိုင်းကြီးသွားပြီးတော့ဒီစုငွေလေးဖြစ်တယ်။ခုနကအစဉ်ပြေလို့ပြန်ကြတဲ့ခါကျတော့လေဒါလေးကငန်းခါ အဲငါကလေးကပြန်သုံးလို့ရတာပေါ့နော်ဒီလိုလုံးလို့ရတယ်ပေါ့အာပတ်စံလည်းတက်တာတယ်ရေရှင်လေးလို့လည်းကောင်းတယ်ဈေးလည်းတက်တာတယ်ဆိုတော့ဒီဟာလေးကိုချင်းမအောင်ရွေးပြတဲ့အလုလုပို့လို့ပြောရင်တော့အမ်ကိုဘကိုအလုတော်လေးအလုတော်ရှားတယ်ဒီမှာပြီးရင်သူ့ရဲ့အင်ဂျင်နီယာတွေကအစားပေါ်လစာနေတယ်အကုန်ကြစေလည်းနေတယ်ပေါ့နော်အဲအဲ့ဒီတခုတော့ရှိပါတယ်လို့ ဒါလေးပြပြတာပါစဉ်းစားလို့ရအောင်လို့လေတချို့ကကြတော့ကလေးចောင်းလာထားပြီးလုံးလုံးလို့ရမလားဆိုရင်တော့အဲ့ဒါကတော့လေအလုံးရထားပြီးသားဆိုရင်တော့အဆင်ပြေအလုံးကပတ်စံရနေတယ်အပြီးရင်သူတို့တွေကအေးချမ်းချမ်းလေးပဲ slow down မယ်စင်ဟုံနဲ့ဆိုလို့ရှင်တော့ဟိုစင်ဟွာလူတွေကအမြဲတမ်းဆန်းဆန်းအလုံးတွေလုံးရတယ်ကျူးစားရတဲ့ခါကျတော့အဲအမနောအဲ့ဒါတော့အများကြီးกว่าတယ်လို့ပြောပြချင်ပါတယ်အေးချမ်းချမ်းဆိုရင်တော့ချစ်မှန်လာခဲ့ပါ